ီးခဲ့မလ28ရက်မှာ Richester's Gate 9.8ရှိတဲ့အင်အားပြင်းစင်လေလောက်ခတ်မှုကြောင့်ပြည်သူထောင်ထဲချီပြီးတော့တိတ်ဆုံးခဲ့ရတယ်လို့ပျက်စီးဆုံးရှုံးမှုတွေလည်းအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ငလင်ကြောင့်နေပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ပဲခူးတိုင်းတို့မှာလူပေါင်း3.2တန်းကျော်အထိဘေးသင်းခဲ့ရတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ6ရက်မှာထုတ်ပြန်ထားပါတယ်။ဒီလိုအခြေအနေတွေမှာအကြမ်းဖက်စစ်အုပ်စုကငလင်ဘေးတဲ့ပြည်သူတွေကိုကယ်ဆယ်ဖို့မလုပ်ဆောင်မင်းနဲ့နှောက်ယှက်မှုတွေကိုတောင်ပြုလုပ်နေတာပါ။တဘာဝဘေးမှာအုံပြုမဲ့ရန်ရဲတွေကိုပြည်သူအစိုးရလက်ထက်မှာဝယ်ယူထားပေမဲ့လည်းအုံပြုတာမရှိခဲ့ပါဘူး။ဒီလိုအခြေအနေတွေကိုမိသက်စီရီယန်တအူးဖြစ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမိသက်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဖြစ်သူဦးသူရိန်နဲ့မေးမြန်းသွားမှာပဲဖြစ်ပါတယ်။ကိုသူရိန်မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ အကိုပေါ့နော်အရင်ဆုံးမိသက်စီရင်ဖြစ်နေဘယ်ချိန်မှာစပြီးတော့လှုပ်ဖြစ်ခဲ့လဲပြီးတော့ဘယ်လိုတွေဖြတ်တန်းခဲ့ရလဲဆိုတော့အဲ့ဒါလေးအရင်ဆုံးပြောပြပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်မိသက်စီရင်ပြုလုပ်တာပေါ့နော်ကျွန်တော်ဒီ6ရက်3လ2021ရဲ့နေ့မှာကျွန်တော်စီရင်စတင်ပြုလုပ်တယ်အဒီစတင်ပြုလုပ်စင်တာပဲကျွန်တော်ဒီအကျံဖတ်ဟိုပါဘောနော်ဥစစ်ကောင်စီနဲ့ရဲတွေကကျွန်တော်ဒီအဲလိုက်လံရှာဖွေတယ်ဟိုအဲအဲ့ဒီညာရင်းချင်းပဲကျွန်တော်ဒီထွက်ပြေးတယ်ဒီရန်ကုန်တိုင်းတနေရာတခုပေါ့နော်အဲအဲ့ဒီကနေဥတော်မှာကျွန်တော်ဒီ ဒလန်ဒီရဲ့ဒီသတင်းပေးမှုကြောင့်ကျွန်တော်ဒီလွန်မြောက်နေပြီတခုပေါ့နော်ထွက်ပြေးတိတ်ဆောင်ခဲ့ရပါတယ်ဟုတ်ဟုတ်ဟုတ်ကဲ့ပါဘောပြီးတော့ဒီမီတက်ဝင်တဲ့ဘဝမှာတော့အရေးပေါ်ရှာဖွေခဲ့စေရေးဆောင်ရခဲ့ဘူးလားပြီးတော့ဘလူတွေလုံးဆောင်ပေးခဲ့ဘူးလဲအဲ့ဒါလည်းချက်တော့ပြောပြပါဟုတ်ကဲ့ကျွန်တော်ဒီဝင်တန်းဘဝတော့မှာပေါ့နော်အဲဒီအရေးပေါ်ရှာဖွေခဲ့စေရေးအနေနဲ့ကျွန်တော်အဲတင်တန်းသုံးခုလောက်ပေါ့နော်2018 19မှာကျွန်တော်၃ချိန်တက်ရောက်ခဲ့ရတယ်ပေါ့နော်အဲဒီ၃ချိန်တက်ရောက်တဲ့အပေါ်မှာကျွန်တော်တို့ဒီလက်ရှိပေါ့နော် အဒီမြောင်းနိုင်ငံမီတာတက်ဖွဲ့ရနေပြီးတော့အဲခရိုင်တစ်ခုကိုဒီ shower ကလေး၃ပစ္စည်းတွေနှစ်ခုလောက်ပေါ့နော်အဲဒီလိုပုံစံမျိုးနဲ့ပဲခြားထားတာတွေ့ရတယ်အဲဘာလီပါမလဲဆိုကျွန်တော်တို့ဒီ BZ တွေကတ္တာတွေပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီ hydraulic တွေဒါတွေဆိုရင်အဲတက်ခရိုင်ကို၃ခုလောက်ပဲခြားပြီးထားတဲ့အတွက်အဲကျွန်တော်တို့မှာလိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်ဟိုဘာလို့လဲဆိုတော့အဲဒီဥစားလိုအပ်ချက်ရှိတယ်ဆိုတာလေအခုလက်ရှိကျွန်တော်တို့ဒီအရေးပေါ်ဟို shower ကလေးဖြစ်ပြီးဥမာကျွန်တော်ရင်တိုက်ရင်ပဲဖြစ်ဖြစ်ပေါ့နော် အဲ့ဒီရင်မှာကျွန်တော်တို့ဒီတမျိုးနယ်မှာဟိုတစ်ခုဖြစ်ပြီဆိုရင်အဲ့မျိုးနယ်အတွက်ကျွန်တော်တို့အဲချပေးတာခွဲတန်းရမလုံလောက်အခရိုင်ကိုတွားယူရတယ်အဲအဲ့ဒီဘုံမှာကျွန်တော်တို့ဒီခရိုင်ကမှာတစ်ခုဖြစ်ပြီဆိုရင်အဲကျွန်တော်တို့လုံလောက်မှုမရှိတော့ဘူးပေါ့နော်အဲဒါတွေကိုထပ်တွေ့ရတယ်ဒါတွေကကျွန်တော်တို့ဒီဟို cyclical day ပေါ့နော်အဲတုံးလုံးငန်းတွေရောပေါ့နော်လိုအပ်ချက်တွေလည်းဆုတ်လို့တာပေါ့နော်ဟုတ်ကဲ့ဒီငလင်းနဲ့ဆက်ဆက်ပြီးတော့ပေါ့အဲ့ဒါတွေနဲ့ကယ်ဆယ်ရေးထောက်ဆောင်တဲ့အခါမှာလိုအပ်တဲ့ထောက်ကူပစ္စည်းတွေကဘာတွေလိုအပ်မလဲပြီးတော့ အဲ့ဒါတွေကအချမ်းဖတ်ဆဲအုပ်စုဘက်ကနေပြီးတော့လွန်လွန်လောက်လောက်ရရှိနေပြီလားပေါ့ဒါကျွန်တော်ချိန်ဆပြောရမယ်ဆိုရင်အဲဒီဒီလိုဆိုရလက်ထက်နဲ့ကျွန်တော်တို့ဒီလက်ရှိပေါ့နော်အဲဒီအချမ်းဖတ်ဆစ်ကောင်ဒီလက်ထက်ကိုကျွန်တော်တို့ရှင်ချိန်ချိန်ဆမယ်ပေါ့နော်အဲချိန်ဆတဲ့အပိုင်းမှာအဲကျွန်တော်တို့ဒီအကိုကွန်းဟိုဆွေးနွေးတလို့ပေါ့နော်အဲကျွန်တော်တို့ဒီရှားဝေကွဲစဲအီးသုံးပစ္စည်းတွေမှာလိုအပ်တာကျွန်တော်တို့ဒီ visa လိုမယ် အဲပြီးရင်ကျွန်တော်ဒီကတ်တာလေး hydraulics တွေ hydraulic press တွေဒီ smoke ejector တွေပေါ့နော်အဲနောက်ခုကျွန်တော်တို့ဒီအခြေခံတွေဖြစ်တဲ့လေကားတို့ကျိုးတို့ခေါ်ပြားတို့ပေါ့နော်ဒီပေါ့ချုံးတွေဒီတန်တရင်းတွေပစိန်တွေဒီတမ်လီကြည်တောက်တွေပေါ့နော်အဲဒါတွေလိုအပ်မယ်အဲကျွန်တော်တောင်းရင်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်းမှာပေါ့နော်အဲဒါတွေဟာလုံလောက်မှုမရှိခဲ့ဘူး အခုကျွန်တော်တို့ဒီကာလမှာဆိုရင်တော့ဟိုပူဆိုးတယ်ပေါ့နော်ဒီပစ္စည်းတွေလုံလောက်မှုရှိရတာကျွန်တော်တို့ပြည်သူတွေရဲ့ဟိုအသက်တွေပေါ့နော်ဟိုမဆုံးဆုံးရှုံးတင်မဲ့နဲ့ဟိုဆုံးဆုံးနေရတာကိုတွေ့ရပါတယ်ခုဟုတ်ကဲ့ဒီအချမ်းဘက်ဆဲအုပ်စုရဲ့မီတာတက်ဖွဲ့မှာပေါ့နော်စုဖွဲ့မှုတွေရောဘယ်လောက်ရှိနေပြီလဲပြော CDM မလုပ်ခင်ကဟိုမှတ်မိရတာလေပြောပြရအောင်အဲကျွန်တော်မှတ်မိတလို့ဆိုရင်ပေါ့နော်ဦးတက်တက်ဖွဲ့မှာအရာတန်း953ဦးနောက်ပြီးတော့ကျွန်တော်ဒီအမှုတန်းပေါ့နော် အဲ9364ဦးပေါ့နော်စုစုပေါင်းကျွန်တော်တို့ဒီ9499ဦးလို့ကျွန်တော်ဟိုဒီ CDM ပေါ့နော်ဟိုမလောက်ခင်ဒီကျွန်တော်တည်ရတယ်အဲအဲ့ဒီမှာလည်းပဲဒီကျွန်တော်တို့ဒီအင်အားနယ်ပေါ့နော်ကျွန်တော်အခုလက်ရှိဖြစ်ပေါ်နေတဲ့ငလင်းနယ်ကိုကျွန်တော်တို့ပြန်ပြီးတော့ဟိုတွက်ဆကြည့်ရင်ပေါ့နော်အဲအခုလက်ရှိတည်ဆုံးတာမှာကျွန်တော်တို့ဒီ3354ဦးပေါ့နော်တည်ဆုံးတယ်ဒီအပေါ်မှာကျွန်တော်တို့ဒီစစ်ကောင်စီလက်အောက်ခံပေါ့နော်ဒီမိသားတက်ဖွဲ့ရဲ့ ရှောက်ကလေးဆန်းဆောင်ဘယ်လောက်ရှိလဲဆိုတာကိုအဲကျွန်တော်တို့ဟိုတက်ဆာမှာလည်းဖြစ်တယ်ဘာလို့လဲဆိုတော့အဲဒီမှာလက်ရှိတေဆုံးသူဒီ3354ဦးမှာနော်ဟိုတေဆုံးသူကအဲအဲ့ဒီတေဆုံးသူတွေရဲ့အတိုင်းတော့သူတို့ကယ်ဆယ်နိုင်တာအဲစတိရပိုင်းနှုံးတော့ကျွန်တော်တို့ဟိုတွေ့ရတယ်ပေါ့နော်ဟိုဒီပုံမှာလည်းဘာလို့စတိရပိုင်းနှုံးလို့ဟိုတွေ့ရလဲဆိုတော့အဲသူတို့ကယ်ဆယ်နိုင်တာ360နဲ့မှ9ဦးပဲရှိတယ်ဒါလည်းဒီ finance service department သူတို့ရယ်ပေါ့နော်ဒီစကားလာလောက်ခံမိတာတက်ဖွဲ့ရဲ့ page တွေမှာအဲကြည့်တွေ့နိုင်ပါလေအဲဒါလေးလည်းဟိုကျွန်တော်တို့ဟိုတွေ့ရှိရတယ်ပေါ့နော်နောက်တစ်ဆက်ထဲမှာပဲပေါ့နော်ဒီ shopping ကြော်ကြီးလုံးလုံးနေဘူးသူတို့ဘာကြောင့်ဟိုစက်တရာခိုင်နှုန်းလောက်ဒီဆောင်ရွက်နိုင်တာလဲပြန်ကြည့်မယ်ဆိုရင်ဒီ shopping ကြော်ကြီးတုံးလုံးငန်းပစ္စည်းတွေကိုကျွန်တော်တို့ဒီ audio စနစ်နဲ့ပေါ့နော်အဲ2018ခုနှစ်မှာအဲဒီဒေါ်လာ190နဲ့ဝယ်ထားတဲ့ဟို shopping ကြော်ကြီးရှင်80နဲ့မှ90ရှိတယ် ဒါလည်းလေသူတို့တိုင်းအလိုက်အဲခရိုင်အလိုက်ပေါ့နော်ဟိုချပြီးထားတာတွေရှိတယ်ဒီပစ္စည်းတွေကိုလည်းအဲကျွန်တော်တို့ခုလက်ရှိရှောင်းပယ်ပယ်ကြီးဆောင်ရွက်နေတဲ့နေရာတွေမှာတစ်စီးမှာတုံးတာမတွေ့ရဘူးအမှန်ဆုံးဒါတွေကကျွန်တော်တို့ဒီ2018ခုနှစ်ဟိုဘတ်ဂျက်မှာပေါ့နော်ဟိုတူတူအစိုးရဝယ်သွားတဲ့ပစ္စည်းတွေဖြစ်တယ်ဒီပစ္စည်းတွေကိုတုံးတာမတွေ့ရတဲ့အတွက်ကျွန်တော်တို့ဒီဖြီတူတွေပေါ့နော်အဲမတည်ဆုံးတယ်မဲ့အဲတည်ဆုံးကြရတာကိုလည်းကျွန်တော်တို့ one net ဆာစစ်တွေ့ရပါတယ်ခင်ဗျဟုတ်ကဲ့ တကယ်ချမ်းဖက်အုပ်စုကနေပြီးတော့ဒီငလင်တန်ဒီလောက်ခံနေရတဲ့အချိန်မှာတော့မှပြည်ဝင်ခွင့်မပေးတာတို့ပြီးတော့ရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းပြန်သွားခိုင်းတာတို့အဲ့ဒီအပေါ်မှာအခုဘယ်လိုမှတ်ချက်လေးပေးချင်လဲမသိဘူးအဲ့အဲ့တော့ကျွန်တော်မှတ်ချက်ပေးချင်တာတော့ဟိုကောင်းကောင်းလေးရှိတယ်။ဘာလို့လဲဆိုတော့အဲကျွန်တော်တို့ဒီအကြမ်းဖက်ဆက်စစ်ပောင်စီရဲ့လောက်ခံပေါ့နော်။ဒီမီတာအဲဦးစီးဌာနမှာတာဝန်ထမ်းဆောင်နေတာကအဲညှို့ချုပ်နေတူပေါ့နော်။သူကဘယ်ကလဲဆိုတော့ဒီ စစ်တပ်ကလည်းကျွန်တော်ဆင်းလာတာအဲစစ်တပ်ကဆင်းလာတာမှလည်းသူကဗုံးမှုအနေနဲ့ဆင်းလာတယ်ကျွန်တော်တို့ဒီအဲမိသားလုပ်ငန်းတွေနဲ့ခြောက်ကြဆဲကြီးလုပ်ငန်းတွေကိုအဲကောင်းလာမသိတဲ့လူတွေဖြစ်တယ်အဲ့တော့ဒီအကြမ်းဖက်စစ်ကောင်တွေကမင်းတို့ဒါအောင် လုပ်လက်ဒီအောင်မလုပ်နဲ့ဆိုရင်သူ့အနေနဲ့ငင်းဆန်ပါမယ်မရှိဘူးလုပ်ဆိုရင် လုပ်ရတယ်ဒါလုပ်ဆိုရင်လုပ်ရတယ်အမလုံးနဲ့ဆိုရင်မလုပ်ရဘူးပေါ့နော်တိုက်တန်းချက်နဲ့တာမင်းချက်ပေါ့နော်ကျွန်တော်တို့ဒီနှစ်ခုကိုတွေ့ရတယ်အဲ့ဒီမှာ ဒီအကျန်းတော်စစ်ကောင်တွေအခုလက်ရှိဆိုရင်ပြန်သွားလာဆိုရင်အဲအကိုလည်းတိမှာပါဘာလို့လဲဆိုတော့ကျွန်တော်ဒီထိုင်းဝမ်ဆာဗီကယ်ရီအဖွဲ့ရှိတယ်အဲနောက်တစ်ခုပေါ့နော်ဒီအိန္ဒိယဆာဗီကယ်ကယ်ဇယ်တပ်ဖွဲ့ဆိုရင်ဒီဂျောင်းနိုင်ငံစစ်တပ်ရယ်ပေါ့နော်ဖိနိကန်တမ်းမှုတွေမခံနိုင်လို့ဒီအိန္ဒိယနိုင်ငံကနေကူညီကယ်ဆယ်မှုအဖွဲ့တွေရောက်လာတဲ့သူတွေကပြန်လည်ထွက်ခွာသွားတာတွေ့ရတယ်ဒါတွေဟာအဲကျွန်တော်တို့ပြည်သူတွေပေါ့နော်ပြည်သူတွေမလိုလားအဲဆုံးရှုံးခဲ့ရတယ်ဘာလို့လဲဆိုတော့ဒီရှာဝေကယ်ဆယ်တွေကသူကပစ္စည်း ပြည့်စုံ facility အပြည့်စုံနဲ့လာတယ်လာပြီးတော့ကျွန်တော်ပြည်သူတွေကယ်ဆယ်တယ်ဒီအပေါ်မှာသူတို့ကအဲဟိုနေရာကိုလိုက်ပြီးတော့ဖီနီကန်တန်ဒီနေရာကိုလိုက်ပြီးဖီနီကန်တန်နေတာအဲ့တော့ကျွန်တော်ပြည်သူတွေမတည်တဲ့မဲ့တည်တည်ရတယ်လို့ကျွန်တော်တို့ဟိုကောက်ချက်ဟိုချလို့တယ်ပေါ့နော်ဟုတ်နာနေတော့ပြီးချိန်ရနေပြီးတော့အခုထိဆိုရင်ဂျပန်ဆဲကိုစူပါကားနေပြီးတော့ကယ်ဆယ်ကိုတင်ချလို့တမ်းမျိုးလည်းမရှိဘူးပြီးတော့ပရဟိတအဖွဲ့တွေနဲ့ကိုတူကိုထရတွေနဲ့နိုင်ငံတကာနဲ့ပဲ ဒါပဲလုပ်နေရတယ်ပေါ့နော်ပြီးတော့တချို့သုံးသက်တာတွေလည်းရှိရယ်နေပြီးတော့မှပဲကယ်ဆယ်ရေးဦးစားပေးလုပ်နေတာပေါ့တိုးတရေရလည်းအတော်ထိရတယ်ဆိုတော့အရေးကြီးရဲ့သခိုင်းမန္တလေးလိုတဲ့နေရာတွေမှာကယ်ဆယ်ရေးမလုပ်ဖိနဲ့နေပြီးတော့မှပဲဦးစားပေးလုပ်နေတဲ့အပေါ်အကြံဖတ်ဆဲလ်စုဟိုပါပြောချင်တယ်လေကျွန်တော်ပေါ့နော်ဒီဒီအချက်မှာနည်းနည်းအရေးကြီးတဲ့အပိုင်းလေးလည်းပါတယ်ပေါ့နော်အဲအခုပြောတာကမှာ၃ချက်လောက်ရှိတယ်ဒီပေါ်မှာကျွန်တော်တစ်ချက်ချင်းညီပြန်ဖြေရမယ်ဆိုရင်ဒီသခိုင်းမန္တလေးပေါ့နော်ဒီမှာပြာဟိတအဖွဲ့စည်းတွေနဲ့အဲ တိပနိုင်ငံမရောက်ခင်ပေါ့နော်မရောက်ခင်အချိန်တည်းမှာအဲကျွန်တော်တို့ဒီပရိုက်တာအဖွဲ့အစည်းလေးတွေအစီအပြေတလို့လုပ်နေရတာကိုတွေ့ရတယ်အဲ့ဒီမှာအဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမိတ္တတပ်ဖွဲ့ရနေတော့ဆောင်ရွက်တယ်ဆိုတာအဲကျွန်တော်နှစ်ခုသုံးခုလောက်ပဲတွေ့လိုက်တယ်ပေါ့နော်နှစ်မျိုးနယ်လောက်ပဲတွေ့လိုက်တယ်ဒီပေါ်မှာဘာလို့ဟောလို့လဲအဲ့မှာကျွန်တော်တို့ဒီပြည်သနိုင်ငံနေတော့ဝင်လာမှအဲဒီသခိုင်းနဲ့မန္တလေးရဒီမှာစာရွက်တဲ့အိမ်လုံးကနေလုပ်တယ်ဆိုတာကိုတွေ့ရတယ်အဲနောက်တစ်ခုကျွန်တော်တို့ဒီပြောင်းဝယ်ပေါ့နော်ဟိုပြောင်းဝယ်ဖန်ကြဖန်ပြေးကြတာဟုတ် အတော့အကုန်လုံးတိမှာပါဟိုဘာလို့လဲဆိုတော့ဒီဘန်တာဝန်ရှိသူတွေကလေဒီစစ်ကောင်စီအဖွဲ့ကိုအဲသူတို့တွေဘာလို့ခိုင်းလဲဆိုတော့စောင့်ကြည့်ခိုင်းတယ်အဲလုံခြုံရေးပေါ့နော်အဓိကမင်းလုံခြုံရေးယူခိုင်းပြီးတော့ငွေကြေးလည်းပေးထားတယ်ပေါ့နော်ငွေလုံခြုံရေးယူခိုင်းပြီးတော့ဒီတိုက်အောင်မှာပြည်နေတဲ့ပြည်သူတွေကိုမကယ်ပဲနဲ့ပေါ့နော်အဲဒီမျိုးတွေအရင်ကယ်နေတာထောက်နေတာကျွန်တော်တွေ့ရတယ်အဲဒါတွေကလေအဲအရင်ဘယ်လိုခေါ်မလဲစိုးရွားလောက်ကြီးတယ်အဲ လူပေါင်းများစွာအောက်မှာပြိနေတာဟုတ်အရင်မကယ်ဘဲနဲ့ငွေတက်ကိုအရင်ကယ်ဟိုဟာဟိုဖောက်ရဆိုတာလေဒါလူသားချင်းဆန်ပြီးတော့လည်းလုံးဝဟိုဟိုကိမဲ့လုံးနေလူသားချင်းဆောင်တာထောက်ထားမှုအနေထားရာကြည့်ရင်လည်းတတော်ဟိုအဲရုပ်ပေါ်လုံးနဲ့ပုံစံတွေကိုတွေ့ရတယ်အဲဒါဒုတိယအချက်ပေါ့နော်နောက်ကျွန်တော်ဒီတတိယအချက်အနေနဲ့ဒီနေပြည်တော်ပေါ့နော်နေပြည်တော်ကတည်ဆောက်မှုတွေကိုဟိုပထမကျွန်တော်ဒီငလင်းလှုပ်ပြီးတော့ပေါ့နော်ဟို29 30အဲအဲပေါင်းဝင်ကြတော့မှသူတို့ထုတ်ပြန်တာတွေ့ရတယ် အဲဒီသူတို့ရဲ့အဲဒီအလုတ္တမပေါ့နော်အလုတ္တမကြီးကအဲအဖွဲ့တွေပေါ့နော်အဲပြည်ဆုံးတာတွေကိုထုတ်ပြန်တာတွေ့ရတယ်ဒီမှာထပ်ပြီးတော့ဆင်းဝက်သွားတာဘာလဲဆိုတော့အဲကျွန်တော်တို့ကျွန်တော်ဒါသုံးသက်ချက်အရာပေါ့နော်ဒီတိဆောင်းမှုစီးရင်တွေကိုလှည့်ရချင်တာပါပဲ။နောက်ဒီနေပြီးတော့အဲဒီတနိုင်ငံလုံးကမြို့တော့စီယုံချုပ်ပြီးဖြစ်တဲ့အတွက်ပေါ့နော်။နောက်ပြီးအဲ့ဒီမှာကျွန်တော်တို့စီယုံချုပ်တွေပြုတာရှိတယ်။ အဲစစ်ထောက်ချုပ်တွေပြုလာရှိတယ်ရောင်းချအရေးကြီးတဲ့ကျွန်တော်ဒီ information source တွေပေါ့နော်ဒီနေပြည်တော်မှာအကုန်ရှိနေတာကျွန်တော်တို့တွေ့ရတယ်အဲဒီအပေါ်မှာပေါ့နော်အဲနိုင်ငံတကာဆောင်ရွက်ကြတဲ့အဖွဲ့တွေဝင်ပေါ့နော်အဲသူတို့အနေနဲ့အဲလုံခြုံရေးစီးကျုပ်ပေါက်သွားမှလည်းမလူလားအပ်တဲ့သူကဒီညာနိုင်ငံမိသားတစ်ခုတည်းနဲ့ကယ်ဆယ်နေတယ်ဆိုတာကိုလည်းအဲကျွန်တော်တို့ဟိုတွေ့ရှိရတယ်ပေါ့တကယ်တကယ်အဲ့လိုမျိုးဟိုပါလုပ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေမှာပေါ့နော်ဒီညာနိုင်ငံ မိတ္တတဖွဲ့ရဲ့၆ခုကလေးအဖွဲ့ရစစ်စင်အင်အားဘာမှမလုံလောက်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေဒီနေပြီးတော့မှလည်းမတည်တည်မဲ့တည်ခဲ့ရတယ်အဲဒါလေးကဟိုသူတို့ရဲ့မလိုလားအပ်တဲ့အတ္တကြောင့်ပေါ့နော်ဒီစစ်ကောင်စီရဲ့မလိုလားအပ်တဲ့အတ္တတွေ မန်မာရတွေကြောင့်ဒီတီတူတွေမတည်သင့်မဲ့လဲတည်ရတယ်ပေါ့နော်ဟိုဒါတွေကိုလည်းကျွန်တော်တို့ဟိုထပ်ပြီးတော့တွေးရှိနေရပါတယ်လို့ဟုတ်ကဲ့ဒီအနာမသိငယ်ကပေါ့နော်လူလူအစိုးရလက်ထက်တဘာဝဘေးရနေရမှာချိုးတင်ကာကွယ်ရေးဖြစ်လာမယ်ဆိုရင်ကုညီကယ်ဆယ်ရေးတွေလုပ်ခဲ့ရတဲ့အခုအချမ်းဖတ်ဆေးအုပ်စုလက်ထက်မှာဖြစ်နေတဲ့အခြေအနေနဲ့ဘလောက်กว่าလဲပေါ့အဲဟုတ်ကဲ့အဲဒီအားကိုကျွန်တော်ပြန်ပြီးတော့ဟိုရှင်းနှိုင်းရှင်းရမယ်ဆိုရင်ပေါ့နော်ရတအစိုးရလက်ထက်ပေါ့နော်ဒီလူအစိုးရလက်ထက်မှာ2018နောက်ပိုင်းမှာ ကျွန်တော်တို့သွားဘေးအနေနဲ့ကာကွယ်ရေးနဲ့အရေးပေါ်အဲတုံ့ပြန်ရေးဆိုတဲ့ဟိုအဖွဲ့တွေပေါ့နော်ဟိုဖွဲ့စည်းတာတွေ့ရတယ်ဟိုတနိုင်ခံလုံးအတိုင်းတာနဲ့ပေါ့နော်ဟိုကျွန်တော်တည်တဲ့လောက်ဆိုရင်80ရာခိုင်နှုန်းလောက်ပေါ့နော်အဲဟိုလှုပ်ဆောင်နိုင်ခဲ့တာကိုတွေ့ရတယ်အခုအချိန်ဒီမှာတော့အဲဟိုကျွန်တော်တို့ပေါ့နော်ဟို70ရာခိုင်နှုန်းလောက်ဒါဟိုဆောင်ရွက်ထားတာကိုတွေ့ရတယ်ဒါတွေကလည်းဘာကြောင့်လဲဆိုဒီကျွန်တော်တို့ဒီရှားဝေကလေးတုံးပစ္စည်းတွေဟိုလုံလောက်မှုမရှိတာတွေအဲနောက်တစ်ခုပေါ့နော်ဒီစစ်ကောင်စီရဲ့ ဲလွှမ်းမှုအောင်မှာရောက်နေတာလည်းဟိုပါတယ်လို့ညွန်ချုပ်တယောက်ကလည်းပဲပေါ့နော်ဒီအတင်ပြောင်းသူတယောက်ဖြစ်တဲ့အတွက်ပို့ပြီးတော့ဒီလူတွေထိခိုက်သွားတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်ဟုတ်ကဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့အခါမှာရောအုံချဖို့အတွက်ပြည်သူအစိုးရလက်ထက်မှာချက်ဘီလီယံ၄၀၀ဒီရထားရယ်ပေါ့နော်အဲ့ဒါကိုအာနာသိမ့်ပြီးတက်လာတဲ့အချမ်းမဆဲအုပ်စုကဈေးဒီပန်းမှောက်လိုက်တယ်ဆိုတော့အဲ့ဒီအပေါ်ကိုမြင်တာလေးပြောပြပေးပါဦး အဲကျွန်တော်အမြင်ပေါ့နော်ဒါကတော့ကျွန်တော်ဒီစိရနာတိတ်ပြီးတော့ပေါ့နော်ဟိုတက်ထက်ခွဲအကြမှာဒီကြီးကြီးထိုးပြီးတော့ကြာဆင်းနေတာဘူးအဲကျွန်တော်တို့လည်းတွေ့ရတယ်အခြားကျွန်တော်ပြည်သူလူထုတွေရောပေါ့နော်အကုန်လုံးတွေ့ရတယ်အဲဒါကိုဒီမင်းအောင်လည်းရပါနော်ဟိုဘလို့အတုံးချလဲဆိုတော့ဒီမေစုပေါ့နော်အော်မေစုမျောမျောမြင်ရှိရှိနဲ့စီစဉ်ခဲ့တဲ့ဒီတဘာဘေးရန်နေအုံတွေ့ရင်အတင်းတုံးဆွဲနိုင်တဲ့နိုင်တဲ့ပေါ့နော်ဟိုထူထောင်ခဲ့တဲ့ရန်ပုံငွေ ကျပ်ဘီလီယံ400ဦးပေါ့နော်ဖီဘာရီဖုန်းဖုန်းတော့ပေါ့နော်ဟိုရန်ကုန်လိုတီးတံဖြစ်ပြောင်းလဲပုံဆွဲတာကိုလည်းဟိုတွေ့ရတယ်ပေါ့နော်ဟိုတကယ်တကယ်တမ်းပေါ့နော်ဒါတွေကကျွန်တော်တို့ဒီသဘာဝဘေးအန္တရာယ်ဆိုတာအချိန်ကာလမကြီးဖြစ်နိုင်တယ်ဘယ်နေရာဘယ်အချိန်ကာလမဆိုပေါ့နော်ဟိုဖြစ်ပွားနိုင်တယ်ဒီအရာတွေမှာပေါ့နော်ဟိုကျွန်တော်တို့ဒီဒေါက်ဖန်စုကြည်ကမျှော်မြင်ရှိရှိနဲ့အဲတော့ပေါ့နော်ဟိုကြံစီပြီးတော့ဒါတွေထူထောင်ခဲ့တဲ့နိုင်ငံတော်ရန်ကုန်မြို့ဖြစ်တယ်ဒါဟိုဒီကောင်ကပေါ့နော် အဲသူ့ရဲ့အော်ဘော်တစ်ခုတည်းနဲ့အဲသုံးဆွဲခဲ့တယ်ဒါကြောင့်လည်းပဲအခုလက်ရှိကျွန်တော်တို့ဒီစခိုင်းမလင်မှာအကုန်လုံးကြုံတွေ့ခဲ့ရပြီပေါ့နော်ဟိုဘာလို့လဲဆိုတော့ဒီအခုလက်ရှိပေါ့နော်ငလင်မှာဆိုရင်ဒီအထူးအခိုက်ဆုံးဆိုရင်မန္တလေးနော်မန္တလေးစခိုင်းနေပြည်တော်ပဲခူးဆမ်းပေါ့နော်ဒီနေရာတွေမှာကျွန်တော်တို့ဒီချက်ဘီလီယံ400တာရှိရင် အဲကျွန်တော်တို့ဒီပြည်သူတွေကောင်းကောင်းလေးကဲ့နိုင်နေပေါ့နော်အခုကျွန်တော်တို့ဒီနိုင်ငံတကာကနေတော့ကဲဆယ်နေတယ်ပေါ့နော်အဲအဖွဲ့တွေလှူဒန်းနေတဲ့အဖွဲ့တွေလည်းပဲအဲဒေါ်လာ138တဒမ88တန်းလောက်ပေါ့နော်လှူဒန်းနေတာတွေလည်းတွေ့ရတယ်အဲဒါတွေနဲ့ပေါင်းစပ်လိုက်ရင်ကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်ဒီငလင်အတွက်ကိုကောင်းကောင်းဖူလုံသွားမယ်လို့ယုံကြည်တယ်အဲ့ဒီပုံမှာသူတို့ကဘာလုပ်နေလဲဆိုတော့ဒါတွေဒီ7ဘီလီယံပေါ့နော် ဲခုနဟိုစကားကိုပြန်ဆက်ရရင်ဒီအမေစုလို့ဟိုတီထောင်သားတဲ့ရံပုံငွေ၄00ကိုဒီကျွန်တော်တို့ဒီအယတာပြည်သူတွေကိုတတ်တဲ့အဲလင်းရနေတော့ဘုံကျဲတာတွေတနေ့ကြီးပြစ်တာတွေဒါတွေဒီဆက်စင်ရင်းတွေမှာတုံးချလိုက်တဲ့အတွက်လဲတော်တော်ဟိုဆူဟာလွန်အောင်ကြီးပါတယ်လို့ဟုတ် ခု NUG ရဲ့ဘောနော်မိသက်မှာဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့တာဝန်ရှိသူတယောက်အနေနဲ့ဘောနော် NUG ရဲ့နိုင်ငံဘေးတဲ့ပြည်သူတွေကိုဘယ်လိုတွေလှောက်ဆောင်ပေးနေရလဲအဲ့ဒါလေးပြောပြရအောင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရဘောနော်ဒီဟိုပြည်တိုင်းနဲ့လူမှုကြီးကြေးဝန်ကြီးဌာနမိသက်ဦးစီးဌာနမှာဒီဖွဲ့စည်းထားတဲ့မြို့နယ်တွေပေါ့ဘောနော်အဲဒီလက်ရှိငလင်ဘေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီပြည်သူ့ဘဝလုံခြုံရေးအတွက်ဟိုအစဉ်တစိုက်ပေါ့နော်ဟိုဆောင်ရွက်နေတာရှိတယ်လို့ဥမာပေါ့နော်ဟိုလိုအပ်လိုအပ်တဲ့နေရာတွေမှာကျွန်တော်တို့အကုန်လုံးရှာဖွေကြရေးဝင်နေပါတယ်အဲနောက်တစ်ခုက အဲဒီကျွန်တော်တို့မျိုးနယ်ဗီဒီယိုအချို့ဖွဲ့ဖြစ်တယ်တော့နော်မျိုးနယ်ဗီဒီယိုအချို့ဖွဲ့တွေမျိုးနယ်အဲဗီဒီယိုလုံချုံဖွဲ့တွေအဲမျိုးနယ်ဗီဒီယိုကာကွယ်ဖွဲ့တွေ ਨੇ PDF များလည်းပဲအဲကျွန်တော်တို့ဒီငလင်းဖြစ်ပွားရာဒေတာတွေမှာပေါ့နော်အဲဆောင်ပြကစိလုပ်ငန်းတွေကိုကူညီဆောင်ရွက်နေပြီးတော့ဒီငွေကြေးတွေကိုလည်းကျွန်တော်တို့ဟိုဟိုထောက်ပံ့ပေးနေလည်းတော့ဟိုရှိပါတယ်ခင်ဗျဟုတ်ကဲ့အဲမီတာဦးစီးဌာနအနေနဲ့ဟိုဆောင်ရွက်နေတာတွေကတော့ခုနက ဟိုကျွန်တော်ပြောသွားတယ်လို့ပေါ့နော်ဒီဒီလူဦးဘွာတုံချုံရေးတော့အစင်တစိုက်ဆောင်ရနေတယ်နောက်တစ်ခုကျွန်တော်တို့ဒီမိသားဥစည်းဌာနပေါ့နော်အဲအမျိုးသားညီညွတ်ရေးအစိုးရဒီတိုင်းနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနမိသားဥစည်းဌာနအနေနဲ့ ပြည်သူပြည်သူလူထုရဲ့ဒီမျိုးလုံးကြုံရေးဒီဒီတဘာဝဖေးရနေဟိုကြားရောက်ပါကချက်ချင်းတုံးမြန်ဆောင်ရွက်နိုင်ရေးနဲ့ဒီအရေးပေါ်ခြောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုဦးတည်ပြီးတော့ဆောင်ရွက်နေပါတယ်နောက်တစ်ခုကျွန်တော်တို့ဒီမိတ္တဥစည်းဌာနအနေနဲ့ပေါ့နော်ဟိုအကြံဖတ်စစ်ကောင်စီရဲ့ war crime ပေါ့နော်ဒီရာဇဝတ်မှုမြောက်တဲ့မိချုပ်ဖျက်ဆီးမှုတွေဒီကြောင်းလက်လက်ကြီးပေါ့နော်အစိုးလိုက်ဂျုံလိုက်တပ်ဖြတ်မှုတွေကိုဒီကျွန်တော်တို့ဒီနိုင်ငံတကာရာဇဝတ်မှုခုံရုံးနေမှာလဲပေါ့နော်ဟိုအမှုဆွဲဆိုနိုင်ရန်အတွက်ဆောင်ရွက်နေတယ်လို့အဲ့ ဝါခရိုင်းမြောက်တဲ့အမှုတွေကိုလည်းကျွန်တော်တို့တချို့သောတစိုက်တရေတာအဖြစ်ပေါ့နော်ကျွန်တော်တင်ထားတာကြီးလည်းရှိပါတယ်အဲဒီဒီအတွက်ကြောင့်အဲဒီနိုင်ငံတကာရာဇဝဲပေါင်းလည်းပဲတိတ်မချတော့ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲဒါဆိုရင်အခုတော့ဘာတွေဖြစ်ဆက်ပြီးတော့ပြောချင်လဲဟုတ်ကဲ့အဲကျွန်တော်ဖြစ်ဆက်ချင်တာရှိပါရှိပါတယ်ဆိုတာခုလက်ရှိပေါ့နော်အဲဒီအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဗီတာတပ်ဖွဲ့အနေနဲ့ပေါ့နော် အဲအခုဂျန်ဖက်စစ်ကောင်တီကနေကြောင့်မိရှုဖြတ်စည်းနေတဲ့နေအိမ်တွေပေါ့နော်ဒီသူလူတို့ရဲ့နေအိမ်တွေကိုမိရှုဖြတ်စည်းနေတာဒါတွေမှာသူတို့ရဲ့အနေနဲ့ပေါ့နော်မိမိတက်ခွင့်လည်းမရှိဘူးအရာဒီကအရင်ဆိုအောင်လုပ်အောင်ကြည့်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါဟိုအပြစ်မဲ့အယတားပြည်သူလူတို့ရဲ့နေအိမ်တွေရွာတွေကိုမိရှုတာဗျာအဲဘယ်လိုပုံလဲဒီကောင်တွေမှာဟိုဘယ်တော့မှအဲ့လိုမျိုးနေအိမ်နဲ့နေမှုတဲ့ကောင်တွေမဟုတ်ဘူးဒီဂျန်ဖက်စစ်ကောင်တွေဆိုတဲ့ကောင်တွေကြီးက အဲ့ဒီမှာကျွန်တော်တို့ဒီမီတာဥပဒေဌာနကောင်းနေတယ်ထုံနေလကောင်းမယ်အဲ့ကျွန်တော်နည်းနည်းရိုင်းရဲရိုင်းတော့ပါလိမ့်မယ်ဒီတက်လည်းကျွန်တော်တောင်းမယ်အဲ့ဒီတော့အဲကျွန်တော်တို့ပေါ့နော်ဒီမီရှုဖျက်ဆီးတဲ့နေအိမ်တွေအတိုင်းတားဆိုကျွန်တော်တို့ဒီအာနာတိတ်ပြီးတော့တော့ပေါ့ကာလဟိုနောက်ပိုင်းမှာနေအိမ်အဲကျွန်တော်တို့စစ်တပ်အရာပေါ့နော်တသိန်း13000 300တဲ့မှာ၄အိမ်ပေါ့နော်မီရှုဖျက်ဆီးခံရတယ်ဆိုတော့ကျွန်တော်တို့အချက်လက်တွေရတည်ရတယ်ပေါ့နော် ဒီအပေါ်မှာလည်းကျွန်တော်ဒီစကိုင်းတိုင်းပေါ့နော်မြေကျိုးဖြည့်စည်ခံမှုအများတော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဆို68ဂျာကန်လုံးအတိုင်းအတာနဲ့ဟိုတွေ့ရှိနေရတယ်အဲဒီအပေါ်မှာပြည်သူလူထုရယ်ပေါ့နော်အာနေအိမ်နေရွာတွေပေါ့နော်စပတ်ကြီးတွေနောက်ပြီးကျွန်တော်တို့ဒီဒီစဘာခင်းနေနှိုင်းခင်းနေပဲပြောင်းဓာရီကိုမြေကျိုးဖြည့်စည်နေရပေါ့နော်ဓာရီဟာအဲဒီအကြံပတ်စစ်ကောင်တီလုံနေတာကိုတိတိနေတယ်ပေါ့နော်ဒီမိဒဥလီဌာနပေါ့နော်ဒီအကြံပတ်စစ်ကောင်တီလောက်ကမိဒဥလီဌာန ူတွေကလည်းညီပြီးတော့ဟိုမလုပ်ဘူးဆိုတာသူတို့လည်းအများအားသစ္စာစိုးနေရတဲ့သဘာဝရှိတယ်။မအားလို့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတို့ဒီသစ္စာကိုစောင့်သိရိုးသိပါမယ်ဆိုတော့ဒီဟောင်းကြီးကသစ္စာစုမယ်ပါဦးလေ။ဘာလို့လဲဆိုတော့အဲ့သစ္စာစုကိုစုမှာပြည်သူလူထုရဲ့အတော်ဝင်ကြီးတယ်မကဘဲနဲ့မိသားလုပ်နေတာဒါတလုံးကြာလွန်အကြီးတယ်လို့ကျွန်တော်အနေနဲ့လည်းမြင်တယ်ပေါ့နော်အဲ့တော့အခုချိန်ကစပြီးတော့ဟိုကျွန်တော်ပြောချင်တာကတော့ဒီအကြပ်ဖက်စစ်ပေါင်ဒီလက်အောက်မှာပေါ့နော်ဟိုတာဝန်မှထမ်းဆောင်နေတယ် ဲကျွန်တော်တို့ပြည်သူလူထုပဲပေါ့နော်အဲဘတ်ကိုဘတ်ကြောင်ကူရောင်းပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါပြီပါ